မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလာပိတာညချောင်းမူစည်းဌာနမှာ2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွန်ရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ32ဒီဂရီဆက်စီယံ60ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ34ဒီဂရီဆက်စီယံ63ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00ခွဲအချိန်မိုးလီဝတ်သားကျွန်းမှာဖောက်ရရှိတဲ့ပုံရတပ်လီပင်လယ်ပြင်တောင်ပိုင်းဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်တုထက်နေပြီကပ်လီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်မင်္ဂလာပင်လယ်တို့မှာတိမ်နှင်းငယ်မှာတိမ်တင်းတင်းဖြစ်တော်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ တနင်္လာရီတနေ့တာကြီးမှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းရရှိပြီးအဆိုပါမိုးတိမ်တောင်များယူလိုက်ရနေရတဲ့ရှောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးဖြစ်ခြင်းလက်စည်းလက်ချင်းနဲ့မိုးတီကျွေးခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်နှင်းငယ်မှာတိမ်တင်တင်ဖြစ်ထွန်းနေရကိုတွေ့ရပါတယ်။မြမပင်လဲပြမမြို့ဝကျုံမမိုးတမခွေ မော်ဒန်နိုင်ငံရောက်တဲ့ကံလုံပင်လေပြင်းတို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကျင်းနေပါတယ်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေယာဉ်တနားကိုမိုင်30ထိတိုက်ခတ်နေပါတယ်။လိုင်းမြေမှာမြို့ဝကျွန်းပေါ်မုံတမကွေမော်ဒန်နိုင်ငံရောက်တဲ့ကံလုံပင်လေပြင်းတို့မှာရှစ်ပေမှာဆယ်ပေကန်ရှင်နေပါတယ်။ကြံမြမပင်လေပြင်းမှာလိုင်းတင်တင်ရှိပါမယ်။လိုင်းမြေမှာကျခိုင်ကဲဦးရတဲ့ရှောင်းနဲ့ကံလုံပင်လေပြင်းတို့မှာငါးပေမှာခုနှစ်ပေကန်ရှင်နေပါတယ်။မနက်ဖြန်မိုးတဲချိန်နဲ့ခမ်းမန်းချက်များအနေနဲ့ကတော့ ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းနဲ့တနင်္သာရီတနင်္သာရီတို့မှာနေရာစစ်စစ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကျကျနဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီး AR တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမှုထစ်ချုံရပြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာတိမ်တင်တင်ဖြစ်ထွန်းပါမယ် နေပြည်တော်နဲ့ဒီတော်အိမ်နှစ်ဖြဲအတွက်မိုးလေဝသအခြေအနေခံမှန်းကြမှာတိမ်တင့်တယ်ဖြစ်ထုံးပြီးနေရာကွက်ကြားမိုးနှဲ့ငယ်တစ်ချုံရွာပေါ်ရရှိပါသည်အနှိမ့်ဆုံးမူချိန်မှာ23ဒီဂရီဆက်စီရက်83ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီရက်63ဒီဂရီဖာရန်ဟိုက်ရှိနေပါသည် ရန်ကုန်မြို့နယ်ညီတော်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာတိမ်တင့်တင့်ဖြစ်တော်မှာမိတ်အနှိပ်ဆုံးမှုချိန်မှာ22ဒီဂရီဆက်စီယက်82ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးမှုချိန်မှာ33ဒီဂရီဆက်စီယက်67ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်မန္တလေးမြို့နယ်ညီတော်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာလည်းတိမ်တင့်တင့်ဖြစ်တော်မှာမိတ် အနိုင်ဆုံးမှုချိန်မှာ22ဒီဂရီဆက်စီရက်82ဒီဂရီဖာရန်ဟိုင်းနဲ့အမြင့်ဆုံးမှုချိန်မှာ34ဒီဂရီဆက်စီရက်63ဒီဂရီဖာရန်ဟိုင်းရှိနေပါတယ်။နောက်နှစ်ရက်အတွက်ခမန်ကျန်းနေကတော့ကချင်ပြည်နယ်၊စကိုင်းနယ်ဒေသကြီးထပ်ပိုင်း၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်ချင်းနဲ့ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုက်တွန်းချက်များအရဘင်္ဂလားပင်လယ်အော်ရှေ့တောင်ပိုင်းမှာ22ရက်7လ2025ရက်နေ့၌ လေဗီယာနဲ့ရုံတစ်ခုဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။2025ခုနှစ်နိုဝင်ဘာလတတိယဆယ်ရက်ပတ်အတွင်းဖြစ်ပေါ်လာနိုင်တဲ့လာနီညာအခြေအနေတည်ရင်အီကွေတာအနီးရှိအပူပိုင်းပစိဖိတ်တမုတ်တရားရဲ့ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့လေတုဖြစ်စင်များမှာအားနည်းငယ်ရှိတဲ့လာနီညာအခြေအနေတို့ရောက်ရှိနေပါတယ်။နိုင်ငံတကာမိုးလေဝသဌာနများရဲ့တင်ချပုံစံပြမော်ဒယ်များခန့်မှန်းကြရာနိုဝင်ဘာလတတိယဆယ်ရက်ပတ်အတွင်းအားနည်းငယ်ရှိတဲ့လာနီညာအဆင့်မှာဆက်လက်တည်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ လာနီညာဖြစ်စဉ်ဟာပစိဘိတ်တမုန်တရားမှာဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်တော်လဲအဆိုပါလာနီညာဖြစ်စဉ်ကြောင့်အကျိုးသက်ရောက်မှုမှာရေဝူရအဖြစ်အရှိဘက်မှာလေပွေလိုင်းများတိုက်ခတ်ခြင်းကပ်လီပင်လယ်ပြင်နဲ့ပင်ကလာပင်လယ်တို့မှာလေပြာနဲ့ရေဝူများပုံမှုဖြစ်ပေါ်လာနိုင်ခြင်းဒေသအချို့မှာညအပူချိန်များကျော့နေနိုင်ခြင်းနဲ့အချိန်ကာလမှာမိုးရွာသွန်းမှုဖြစ်စဉ်များပုံမှုဖြစ်ပေါ်လာခြင်းစတဲ့ရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်လိမ့်ရှိပါတယ် လာနီညာဖြစ်ပေါ်မှုနဲ့ပတ်သက်တဲ့အခြေအနေများအားအချိန်နဲ့တပြေးညီဆက်လက်ထုတ်ပြန်ပြီးသွားမှာဖြစ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကြက်မှချမ်းသာကြပါစေရှင်။